ျွန်တော်တို့ပတ်ဝန်းကျင်မှာဇနီးမသိခင်ခင်ပွားမသိခင်အိမ်နဲ့မျိုးကိုတခြားတရားကိုရောင်းလိုက်တဲ့ဇလန်းတွေတိုက်ခတ်တဲ့မျိုးကွက်ကိုခင်ပွားနာမည်နဲ့ဝယ်ထားမိလို့ဇနီးကသူပိုင်မပိုင်မမလားဆိုပြီးတော့စိုးရိမ်နေတာတွေကိုမကြာခဏကြားရတတ်ပါတယ်။အင်ရှမြေတကွက်ရဲ့မြင်းငါးကရင်ဟာခင်ပွန်းကသူ့အမိဘောင်းနဲ့ထွက်ထားတာကြောင့်သူပဲပိုင်နေဆိုပြီးတော့ဇနီးကိုအတိမပေးပဲသူ့သဘောနဲ့သူရောင်းလိုက်မယ်ဆိုရင်ရောတရားဝင်ပါသလား။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ဒီနေ့မှာတော့ ို့နာမည်အမည်ပေါင်းနဲ့ရှိမနေလို့စိတ်ပူနေကြတဲ့ဇနီးနဲ့ခေပွန်းတွေအတွက်မှတ်သားစရာအင်ရှန်မီတရားရဲ့ဇလန်တပုတ်ကိုမျှဝေပေးကြပါတယ်။ဒီဇလန်အတွက်1992မြန်မာနိုင်ငံတရားစီရင်ထုံးဦးသိန်းနိုင်ကိုဥပိုလ်နေနဲ့ဒေါ်အေးအေးစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ဦးကျော်ဝင်းနဲ့ဒိုအေးအေးဆိုတဲ့ဝန်ထမ်းလင်မြနှစ်ယောက်ရှိပါတယ်။သူတို့အတူတူနေတော့ကမိုးကုံမြို့မှာမြေတစ်ခွက်ကိုအတူတူပိုင်ခဲ့ကြပါတယ်။ ဲ့ဒီမြေခွက်ကသူတို့ရဲ့လက်ထက်ပွားပစ္စည်းလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာကွာရှင်းလိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီမြေခွက်နဲ့ပတ်သက်လို့တရားဝင်ပစ္စည်းခွဲဝေတာတွေမလုပ်ခဲ့ကြပါဘူး။နှစ်တွေကြာတော့အဲ့ဒီမြေခွက်ဟာခင်ပွန်းဟောင်းဖြစ်သူဥကြုံဝင်းနာမည်တယောက်ထဲနဲ့ဂရန်ထွက်လာပါတယ်။ဥကြုံဝင်းကဒီမြေခွက်ဟာသူ့နာမည်နဲ့ဂရန်ထွက်ထားတာဖြစ်လို့ကိုတယောက်ထဲပိုင်နေဆိုပြီးတော့ဥသိမ့်နိုင်ဆိုတဲ့တခြားတယောက်ကိုရောင်းလိုက်ပါတယ်။မြေဝေလိုက်တဲ့ဥသိမ့်နိုင်ကအဲ့ဒီမြေကိုသွားကြည့်တော့ ဥကြော်ဝင်းရဲ့ဇနီးဟောင်းဒေါ်အေးအေးကတဲထုတ်ပြီးတော့နေနေတာတွေ့လိုက်ရပါတယ်ဒီလိုနဲ့မြေဝဲတဲ့သူဦးသိန်းနိုင်ကဒါဟာကျွန်တော်ဝယ်ထားတဲ့မြေဖြစ်လို့ကျွန်တော်ပိုင်သွားပြီခမရကကျူးကျော်နေတာဖြစ်လို့အခုအိမ်ကိုဖြတ်ပြီးတော့ထွက်သွားပါဆိုပြီးတော့ဒေါ်အေးအေးကိုတရားစွဲပါတော့တယ်ဒေါ်အေးအေးဘက်ကဘယ်လိုရှိပါသလဲဆိုရင်ဒီမြေကကျမတို့နှစ်ယောက်လင်မယားဘွားကလေးကအတူတူရှာခဲ့တာကွာတော့ကပစ္စည်းမခွဲခဲ့ကြတာကြောင့်ကျမမှာတဝက်ပိုင်ခွင့်ရှိတယ် သူတယောက်တည်းပိုင်တာမဟုတ်လို့ဒီမျိုးကိုသူတယောက်တည်းရောင်းလို့မရဘူးဆိုပြီးတော့ပြန်ရှင်းပြပါရယ်။ကဲတရားရုံးကဘယ်လိုဆုံးဖြတ်ခဲ့သလဲ။တရားရုံးရဲ့တုံ့တက်ချက်ကရှင်းရှင်းလေးပါ။ဒီမျိုးကဥကြုံဝင်းနဲ့ဒိုအေအေတို့လင်မယားဘွားကလေးကရာခဲ့တဲ့လက်ထက်ဘွားပစ္စည်းဖြစ်နေတာရှင်းနေပါရယ်။ကွာရှင်းပြီးမှယောက်ျားနာမည်နဲ့ဂရန်ပေါက်လာရုံနဲ့မူလကနှစ်ယောက်ပိုင်ပစ္စည်းကတယောက်တည်းပိုင်ဖြစ်မသွားပါဘူး။ဒါကြောင့်ဥကြုံဝင်းကဒီမျိုးရဲ့တဝက်ကိုပဲပိုင်နေသူပိုင်တဲ့တဝက်ကိုပဲသူရောင်းဝယ်ရှိတယ် မြေခွက်တစ်ခုလုံးကိုရောင်းဝယ်မရှိဘူး။ဒါကြောင့်တရားရုံးကမြေဝယ်သူဦးသိန်းနိုင်ရဲ့အမှုကိုပတ်လည်လိုက်ပြီးတော့ဇနီးဟောင်း .aa ကိုအနိုင်ပေးလိုက်ပါတယ်။ကဲဒီစီရင်ထွန်းကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။လင်မယားဘဝမှာအတူတူရှာခဲ့တဲ့ပစ္စည်းကိုကွာရှင်းတဲ့အခါတည်တည်ချာချာမခွဲဝေခဲ့ဘူးဆိုရင်နောက်တစ်ချိန်မှာဘသူနာမည်နဲ့ပဲစာရွက်စာတမ်းဂရန်အမီပေါပေါမူလနှစ်ယောက်ပိုင်နေဆိုတဲ့အရှင်တွေကပြောင်းမသွားပါဘူးတယောက်ကသူ့သဘောနဲ့သူထိုင်အောင်လိုက်လို့မရပါဘူး ရောင်းခွင့်ရတောင်သူပိုင်တဲ့တဝက်အတွက်ပဲအကျိုးသက်ရောက်မှုရှိမှဖြစ်ပါတယ်။လင်မယားပိုင်ပစ္စည်းဆိုတာနှစ်ယောက်စလုံးပိုင်တာဖြစ်လို့တရားရောက်ကသူ့သဘောနဲ့သူရောင်းခွင့်မရှိပါဘူး။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတူဆုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။